ဒီနေ့ Xiaomi က Pro Max ဆိုတဲ့နာမည်ကိုတော်တော်လေးဆွဲလန်းနေပုံပဲ K series ကိုနာမည်ပြောင်းပြီးတော့ Bose နဲ့ collaboration အကြမ်းစားတွေပါချပြလာတယ်။ Redmi K series ဆိုတာကလည်းပြောရရင် gaming မှာအဓိကအသားပေးတဲ့ flagship killer လုံးဆိုပေမဲ့ဒီတစ်ခေါက်မှာ camera ဘိုင်းကတော်တော်လေးအားရစရာကောင်းတယ်။ camera သုံးလုံးလုံးက50 megapixel နဲ့ဥမာ100 iso မှာပါလာပြီ။သူ့မှာပါတဲ့100 iso က pixel နှုန်းအရလိုမျိုး AI ကပြင်ပေးရ။ပြီးတော့ဒီကောက်မှာပါတဲ့ ultra zoom ကလည်း on off AI ဆိုပြီးတော့ move တုံးကိုရွေးလို့ရတယ်။ဒီအောင်ဆမ်းပြတာရှိရတစ်ချက်ကြည့်ကြည့်လိုက်။ဒီမှာဆိုရင် right တစ်ချက်ကြည့်ကြည့်လိုက်။ဒီလောက်အနေထားကနေ whole away မှာရှိရတိုက်ကိုလမ်းပြီးတော့ရိုက်ထားတာပေါ့နော်။0.7နဲ့ right တစ်ချက်ဆွဲပြီးတော့မှရှိုက်လိုက်တဲ့တဘော။ပြီးသွားရင် 1x နဲ့တဘုံဆွဲပြီးရိုက်လိုက်တယ်။နောက်ထပ်တစ်ချက်ကဒါက 2x နဲ့ရိုက်ထားတယ်ပေါ့။ပြီးရင် 5x နဲ့အဲ့ဒါပြီးသွားရင် 10x လောက်ရိုက်လိုက်တယ်။ ပြီးပြီဆိုတာနဲ့ပို့ပြီးတော့မြင်သာတာရှိအောင် handrails လောက်ထိကို zoom ဆွဲပြီးတော့မှချိန်လိုက်တယ်ဒီမှာတခုကြိုက်တာကသူ့ရဲ့ stabilization ကတော်တော်လေးကောင်းတယ်ပြောရမယ်လက်ငိန်လိုက်ပြီးဆိုတာနဲ့အဲ့ငိန်လိုက်တဲ့နေရာမှာပဲလိုက်ပြီးတော့မှနေရာပြန်ယူပေးတာတကယ်မိုက်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်စောနာပြောသလို move တုံးခုရွေးလို့ရရပေါ့နော်အဲ့တော့ ride ကဒီမှာ ultra zone ကို off ပြီးတော့မှတပုံရိုက်လိုက်တယ်ပြီးရင် auto ထားပြီးတော့မှတပုံရိုက်လိုက်တယ်ပြီးပြီဆိုရင်တော့ AI on ပြီးတော့မှတပုံရိုက်လိုက်ပြီ ဒါဆိုရင်တစ်ချက်ကြီးကြီးလိုက် ပုံတွက်တီကတော်တော်လေးမိုက်တယ်ပြောရရင်ကွာအဆောက်ဦးတွေလည်းဖြစ်တယ် AI train ပေးထားတဲ့ပုံတွေပါလို့ရှင်လဲရရတာကပို့ပြီးတော့ဒီဒီကြပြီးပို့ကောင်းတယ်ဒါပေမဲ့ဒီနေရာမှာတခုတော့ရှိရယ်ဈေးဒီပထိုးတို့အဲ့လိုပုံတွေပြင် AI ဘက်ကနေ train မပေးထားတဲ့တခြားအခြေအနေတခုမှာရိုက်မယ်ဆိုရင်တော့ပုံတွက်တီက AI မှာဒီဒီမကြတာမတည့်ရတာမျိုးတွေတော့ရှိရယ်ဒါအော်တိုထွက်ပြီးတော့မှတစ်ချက်စမ်းပြပါပေါ့ အင်တော်မှာဆိုရင်လေဒီလို result လေးအရာတစ်ချက်ကြည့်ကြည့်လားဒီပုံဆိုလို့ရှိရင် right အင်တော်မှာပေါ့နော်ဒီပစ္စည်းလေးကိုတစ်ချက်ရိုက်ထားတာသူက colorful ဖြစ်ပြီးတော့မှတော်တော်လေးလှတယ်ရုပ်ထွက်ကအဲ twist လောက်ဆွဲပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်လေလှတယ်ကွာ five eight လောက်ထိဆွဲရိုက်မယ်ဆိုရင်တော့မှဒီပုံတွက်လေးကတော်တော်လေးလှနေတာ normal နဲ့အလားမသိတော့ဇုံဆွဲပြီးတော့ရိုက်လိုက်တဲ့အချိန်ဆိုရင်ဒီတေးမတက်ရတာဘိုခေးရမလှတာမျိုးတွေတော့အဲ့လိုမျိုးလေးတော့ကြုံရတယ်ဒါမဲ့လေ rare ကပစ္စည်းကိုရိုက်မအောင်မဟုတ်တာ လူဝဲပေါ်ထွက်ရိုက်တာများရယ်လေအဲ့တော့ဒါကလေအပြစ်ပြောစရာမရှိပါဘူးနောက်တစ်ချက်နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ဒီမှာရှိတဲ့ဒီ lighting အရင်မများတဲ့နေရာ lighting မညီတဲ့နေရာမှာပုံရိုက်ထားလေတစ်ချက်ကြည့်လိုက်ဒါက 1x နဲ့ရိုက်တာဒီကောင်က 2x လောက်နဲ့ဇုံဆွဲပြီးတော့ရိုက်ထားတဲ့ပုံဒီမှာဆိုလို့ရှိရင်လေလုံးဝလက်ခံလို့မရတဲ့အနေအထားမျိုးမှာမရှိဘူးလက်ခံလို့ရတယ်ရုပ်ထွက်လေးလည်းတော်တော်လေးကောင်းတယ်ပြီးတော့အရင်ကြိုက်တာတခုရှိရဲ့ ဘာလဲဆိုတော့ဒီပုံကိုတစ်ချက်ကြည့်ကြည့်လိုက်ဒီပုံဆိုရင်ကွာလုံးဝဟိုဘယ်လိုပြောမလဲမီးထိုးတာရေထိုးတာမထိုးတာအောင်ဆိုလို့ရှိရင်တော့မှ brain mouse ဖွင့်ပြီးရိုက်ထားတဲ့ပုံစံမျိုးဖြစ်တယ်တကယ်တကယ်ကဒီမှာဘာအလေးအောင်မှမရှိရဲ့အချိန်မှာချိန်ပြီးရိုက်လိုက်တာထွက်လာတဲ့ပုံကတော်တော်လေးမိုက်တယ်ဒါလည်းတကယ်ကြိုက်တယ်ဒီပုံကိုတစ်ချက်ကြည့်ကြည့်လိုက်ဒီပုံဆိုရင် flash ဖွင့်ပြီးရိုက်ထားတဲ့ပုံဒါမဲ့ညလုံးမှာ flare ဝင်နေတာဆိုတော့ဒီလိုပုံစံမျိုးကိုမကြိုက်တဲ့သူတွေနဲ့ဆိုရင်တော့ flash မဖွင့်မဲနဲ့ ်ရိုးရိုးရိုက်တာတော့မှလိုးလိုက်မှာတကယ်လှရလို့ပြောလို့ရတယ်။အော်ရိုဒတ်စ်မှာဆိုရင်လည်းလေပေါ်ထရီနဲ့ရိုက်တာတော်တော်လေးလာတယ်။ဒီပန်းတော့ရိုက်ရဲ့အကြိုက်ဆုံးအပိုင်းပဲ။ဘိုခေးဖြတ်တာလေးတွေကစားအယမ်းမိုက်တယ်။ဆိုတော့ပုံလေးတွေကိုတစ်ချက်ရှိုးကြည့်လိုက်။ဒီကောင်ကဘက်ကင်မရာမှာဆိုရင် normal ရို့ white angle ရို့ရိုက်မယ်ဆိုရင်တော့အရင်တော့ဒီတိမကြောက်။ဒါမဲ့ ဇုံဆွဲပြီးတော့ရိုက်လိုက်တဲ့အချိန်နဲ့1 8နဲ့ရှင်ပြီးတော့ရိုက်ပြထားတဲ့ပုံတွေမှာဆိုရင်တော့ဇုံဆွဲပြီးရိုက်လိုက်တဲ့ပုံက skin texture တွေပါပို့ပြီးတော့ကောင်းတယ်ပြီးသွားလို့ရှင်ရင်အနောက်ကပေါ့နော်ဒီ colorful ဖြစ်ပြီးတော့မှပို့ပြီးတော့လူကပို့ကြွသလိုပုံစံမျိုးလေးပြင်ပေးထားရတယ်တကယ်မိုက်တယ်နောက်တစ်ခု selfie selfie ကတော့ right main glee အကြိုက်ပေါ့ selfie မှာတော့မှဒီပုံကိုကြည့်ကြည့်လိုက် right portrait နဲ့ရိုက်ထားတဲ့ပုံဘိုကေဖြတ်တာတွေကလည်းတက်ရက်တယ် ပြီးသွားရင်ဒီဒီကြပြီးတော့မှမျက်နှာစကင်တုံးကိုလည်းကောင်းကောင်းလေးကင်ပေးထားတယ်။အဲ့တော့ဒီနေရာကတော့ Rairo Mingli ရဲ့အကြိုက်ပေါ့။လူကိုရိုက်တာတဲ့လှလားဆိုတော့မဟုတ်ဘူး။အပြင်ကပစ္စည်းတွေတို့ပန်ဝင်ပုံလေးဒီဒီထားပြီးတော့ရိုက်မယ်ဆိုလို့ရှင်လေဇုံဆွဲပြီးတော့ပဲရိုက်ရိုက်နော်မယ်နဲ့ပဲရိုက်ရိုက်တကယ်လှတယ် colorful ဖြစ်တယ်ပြီးရင်ဘိုကေးဖြတ်တာတွေကလည်းပိုပြီးလှတယ်ဒီတေးလဲကောင်းတယ်ဒီပုံလေးတွေဆိုလို့ရှင်တစ်ချက်ကြည့်ကြည့်လိုက်တကယ်မိုက်တယ် အပြင်ရောက်တော့ Ryan ရဲ့ motion capture ကိုဆန်းကြည့်ရော်လဲတကယ်သဘောကျစရာကောင်းတယ်ဒီမှာဆိုရင် Ryan ကကားရီဆိုင်ကလေးဖြတ်ပြီးရောမှမောင်းသွားနေတဲ့အချိန်မှာက Ryan ကလှဲတဲ့ပြက်လှမ်းပြီးရိုက်လိုက်တာပုံမှန်နေသားရဆိုလို့ရှင် focus အောက်သွားတာဝါးသွားမျိုးတွေဖြစ်မှာဒါပေမဲ့ဒီမှာလုံးဝမဖြစ်ဘူးဆိုတော့ကိုက၄ဘုံ၅ဘုံလောက်ဇက်တိုက်ရိုက်တယ်ဆိုရင်တော့ focus နည်းနည်းအောက်သွားမှာတော့ဘာလို့ကတဘုံလောက်ပဲပါတာကျန်တဲ့ပုံတွေမှာဆိုရင်တော့တကယ်တည်သေးကြတယ်တကယ်လည်းငြိမ်တယ်ကြီးကြီးလေးလေးပြပြသားနဲ့လည်း razor ကောင်းကောင်းထွက်ပြီးနိုင်တယ် ဗီဒီယို quality ကိုလည်း right outdoor ထွန်းတော့စမ်းကြည့်ထားသေးတယ်။ Hey guys မမျိုးမှာအခုအရန်ခစ်ထနေတဲ့ view လေးမှာရောက်နေတာဖြစ်ပါတယ်။ camera တက်ဆန်းဖို့ပေါ့။အခုရိုက်နေတာက K90 Pro Max နဲ့ဆန်းပြီးတော့မှ selfie ဘက်ရိုက်တာပေါ့နော်။အဲ့တော့ဘက်ကနေတစ်ချက်ရိုက်ပြပေးမယ်။ဒါက white lens နဲ့ဆွဲထားရတာပေါ့နော်။ဒါကတော့ normal 1x ပဲ။ ဇုံးကို 5x လောက်ထိထားပြီးတော့မှရိုက်လိုက်တယ်ဆိုရင်သူကတော်တော်လေးကိုလာတဲ့အဲ့ location อ่ะလीအဲ့နေရာလीอ่ะဒါ 5x လောက်ပေါ့တော်တော်လာထိုင်းလောက်ဒီဆွဲကြည့်လိုက်မယ်ဒါလေးနေနေရမယ်ဆိုရင်อ๋อตลอดละเหรอ ွားလူနဲ့တွဲပြီးရိုက်မယ်ဆိုရင်တော့အဲ့နောက်က location ကအဲ့လောက်ကြီးတိတ်မပေါ်ဘူးဒါပေမဲ့သူ့ရဲ့ view ကြီးပဲတီးတန်းရိုက်ပြီးတော့မှ zoom ဆွဲပြီးရိုက်တယ်ဆိုရင်တော့ဒီနေရာတော်တော်ကိုလှဒီမှာလဲယူကလစ်ပင်လေးနဲ့ဆိုတော့ပို့ပြီးတော့မှအိုက်လန်ကြလေးကပို့ပေါ်သွားတာဒီနေရာမှာတော့ mainly တိတ်ပြီးကြိုက်ကြမှာတော့မဟုတ်ဘာလို့လဲဆိုတော့ right grind စမ်းကြည့်တော့ဟိုမျက်နှာမှာ skin texture လေးမညီတာ smooth ဖြစ်တာလေးတော့ရှိရဲဒါမဲ့လေဒါကကင်နိုင်တဲ့ promise လေးအဲ့လောက်ကြည့်တော့မလိုလို့တော့ထင်တယ်ပေါ့နော်ဒါမဲ့ ဖိုတို quality လေးကောင်းနေရတဲ့နေဝါတကယ်အဆင်ပြေနေ။ဟောဒီလောက်ဆိုရင်သူ့ရဲ့ camera quality ဘယ်လောက်ရှိလဲဆိုတာတော့သိတာလောက်မယ်လို့ထင်တယ်။ဆိုတော့ speaker ဘိုင်းဆက်လိုက်ရအောင်။တခြားအရာတွေမပြောခင်မှာသူ့ရဲ့အတန်တော်ကတော့တော်တော်လေးကိုကျဲတာ။ဟုတ်တော်လေဟုတ်တယ်လေ။တချို့တွေမှာဆိုရင်ဝါ mono speaker တစ်လုံးနဲ့နဲ့ downgrade ပြန်ဆင်းနေတဲ့အချိန်မှာသူ့မှာ speaker သုံးလုံးနဲ့အကြိုက်ဖွင့်ရုံပဲ။ဒီမှာဆိုရင်ဒီတိုင်းဖွင့်လို့ရတယ်မဟုတ်ဘဲနဲ့ setting ထဲမှာပါသွားပြီးတော့ click လို့ရတယ်ဒီထဲမှာဆိုရင်ဘာလို့ဘလို့သုံးလို့ရမလဲဆိုတော့ အင်မဆက်ဆောင်းကို360နဲ့ထားသုံးမလားဒါမှမဟုတ်ရင် Vocal DD နဲ့ထားသုံးမလားအဲ့လိုမဟုတ်ဘဲနဲ့ Custom ကို Rock တို့ Jazz တို့ Pop တို့ရွေးပြီးတော့မှကိုယ်စိတ်ကြိုက်လဲထားလို့ရတယ်ပြောရရင်အတန်အတွက်က Bruce Speaker တလုံးနီးပါးလောက်ပဲဒီနေ့ကတော့ Rye ကကင်မရာတက်ဆန်းဖို့အတွက် outdoor ထွက်နေရပါတော့เนาะအဲ့တော့ outdoor ထွက်လက်စားနဲ့မှဒီကောင်းရဲ့ speaker ကိုဆန်းပြပါမယ်သူ့ရဲ့ speaker ကဒီ car ထဲမှာရှိတဲ့ speaker ကိုတွန်းနိုင်ပါမလားဆိုတော့ကြည့်လိုက်ရအောင် ဆိုတော့အဲအဲ့တော့ playlist 1မှာ Naya ဖြစ်ချင်တာကြောင့်လေးရဲ့ဆိုတော့ပြည့်စုံအောင်မယ်အားပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်ဒါကတော့ innocent ပြတာ တော့ outdoor မှာရောသူ့ရဲ့ speaker ဘယ်လောက်ထိ spread လုပ်ပေးနိုင်မလဲဆိုတာကိုထပ်ဆန်းပြပါမယ်။ဒါကတော့ outdoor ထွက်ရင်လည်း K90 Pro Max ရဲ့ speaker ကိုဆန်းပြပါပါ။အခုဆိုရင်ကားတွေဖြတ်သွားဖြတ်လာနေတော့အရန်စုံနေရပေါ့နော်။အဲ့တော့သူ့ speaker ဘယ်လောက်ထိကောင်းလဲဆိုတာဆန်းရအောင်။ လောက်ဆိုရင်တော့သူ့ရဲ့ speaker အတန်အတွက်ညင်သာမယ်လို့ထင်ပါတယ်။ပြောရရင်အရင် K series နဲ့ရှင်လာရင်ကင်မရာဝိုင်းပိုကောင်းလာတာ။ Bose နဲ့ပေါင်းလာတဲ့ sound quality ဘိုင်းကလည်းသူ့ပေးရတဲ့ဈေး30ကျော်နဲ့ price to performance တန်နေပြီလို့ပြောလို့ရတယ်။ဒီ K90 Pro Max ကကင်မရာဝိုင်းနေ sound quality ဘိုင်းနဲ့လုံးဝညီရစရာမရှိအောင်လို့တကယ်မိုက်တဲ့ flashy killer လုံးဖြစ်သွားပြီ။အဲ့တော့ K series ဆိုတဲ့အတိုင်း gaming တက်ဆန်းမှုလည်းကြံသေးတယ်ဆိုတော့ right ပါ gaming test video နဲ့တူပြန်လာခဲ့ပါမယ်